ဘာလို့ရောင်းမလဲနှမျောကြကြီးညီမတို့နဲ့တူတူပတ်စံဆူပြီးဒီချန်လေးကိုဝယ်ရတာအခုသူနဲ့ဘလို့မှရှင်းဆက်လို့မရတော့လို့ညီမဒီချန်ကိုရအောင်ချင်တယ်အရှုပ်ရှင်တော့လုံးဝကင်းတယ်သူစိတ်ချမ်းသာပြီးရောကိုကျွန်တော်အာရှလမ်းမကြီးอ่ะဆိုရင်ဖွင့်ဖို့တာစုနေပြီပေါ့နော်ဒီတော့အခုဒီလိုမျိုးအရန်ကောင်းတဲ့အာရှလမ်း ရွာလမ်းဘေးမှာမျက်နှာစာ126ပေအနောက်ပေတရာရှိတဲ့ channel တစ်ချောင်းကျွန်တော်ဒီနေ့လာမိတ်ဆက်ပေးတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီ channel လေးကလည်းသူ့ဈေးနှုန်းလေးကမစိုးဘူးဗျာ3850ကိုပိုင်ရှင်ဓာတ်ရိုက်ကြော်ညာဖြစ်ပါတယ်။ကြော်ညာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်ရှင်ရဲ့ဖုန်းနံပါတ်ကိုဒီမှာကျွန်တော်ရေးထားပေးမှာဖြစ်ပါတယ်။ဒီတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးကျွန်တော်တို့ဒီလမ်းမနဲ့တပြေးညီခင်နာပြီးသားအနေထားအနေထားလေးမှာပိုက်ချပြီးသားနောက်ပြီးတော့ချန်စီယိုပပက်လက်ခတ်ပြီးသားဆိုတဲ့အနေထားလေးတစ်ခုမှာကြွား ဒါကဘာရွာလဲဒူရင်ဂျေးရွာဒူရင်ဂျေးရွာရဲ့အဝင်လေးမှာရှိတဲ့ channel ပဲဖြစ်ပါတယ်အရှင်းမဆိုရင်တိုက်တွေကားတွေမှာစီဆိုင်တွေတန်းစီနေပြီးရှိတယ်ဆိုတော့ဒီနေရာလေးကနည်းနည်းလေးရွာထဲမှာချက်ချချတဲ့နေရာနေထားလေးခကြီးတစ်ထောက်နားဆိုတဲ့နေထားလေးတစ်ခုမှာကျွန်တော်မိတ်ဆွေကျွန်တော်မေးထားတယ်ဖအံများတွေအမြန်လန်းဖေး ဒီဘက်ခြံကော့ကရိတ်နဲ့ညီတဲ့ဘက်ခြံတွေမှာခြံရှိလားခြံရှိလားမင်းနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီနေ့လာပြပေးတာဖြစ်ပါတယ်ကျွန်တော်ဒီခြံလေးကကျွန်တော်ထပ်ပြောမယ်မျက်နှာစာ126ပြီးအနောက်ပေးတရာရှိပါတယ်ကျွန်တော်ချာချာပပအယောင်လေးတွေပွင့်လာကြပြီပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အာရှလမ်းဖွင့်တော့မယ်အတန်နေကြားလာတဲ့အချိန်မှာ အာအယောင်လေးတွေကလည်းထွက်လာတယ်ပေါ့ဆိုတော့ဥပဖြာဖြာလက်ဥပူရယူတဲ့အနေနဲ့ကိုယ်အနေနဲ့ကဒီနားမချန်လေးတွေကြည်ထားခြင်းနဲ့ဆိုလို့ရှိရင်ဒီအချိန်မှာဝယ်ဖို့အကောင်းဆုံးမှာဘာဖြစ်လို့လဲဆိုတော့လမ်းကပွင့်တော့မယ်ပဲကြားတာမပွင့်သေးဘူးတကယ်ပွင့်တော့မယ်ဆိုလို့ရှိရင်ဒီဈေးရတော့မှာမဟုတ်ဆိုတော့ကျွန်တော်တို့သွားကြည့်မယ်1850ပိုင်ရှင်ဈေးရိုက်ညှိနိုင်စေဖြစ်ပါတယ်ဆိုတော့သွားကြည့်အောင်လား ကဲဒီတော့ဒါခြံပေါ့နော် rubber ခြံဘေးရခြံလေးဖြစ်ပါတယ်ဒီမှာဒီမှာရှိလိုက်ဒါသူ့ခြံသူ့ခြံနေထားလေးပေါ့နော်သူ့ခြံထဲကနည်းနည်းလေးဘယ်လိုပြောရမလဲဟိုအထဲမှာ rubber ခြံလို့မရှင်းထားတော့ဗျာဒီကျွန်တော်သူ့ဘေးရခြံနေဖွင့်ကြတာဖြစ်ပါတယ်ဒီကနေကျွန်တော်တို့ပေတရာသွားမယ်ပေါ့နော်ပေတရာတီတီကိုသူ့ခြံစီကိုခတ်ထားတယ်ဆိုတော့ကဒီပန်းမြောက်ရီအမြန်လန်းဘေးပေတရာအတော့အော်ဒီမှာတွေ့ပြီနော် လမ်းမရှိပြီမိန်လမ်းပြီဒီမှာဒီမှာဖြစ်ပါတယ်မှာချန်နေထားလေးကိုချက်ကြည့်လိုက်အဲအဲ့ဒါချန်နေထားလေးပေါ့နော်ဆိုတော့သူ့ချန်လေးကညနေစာ126ပြီအနောက်ကိုကျွန်တော်တို့ပြတရာရှိတယ်ဒါပေမဲ့ဒီအနောက်ပိတ်ဖင်အခုမြင်တွေ့နေရတဲ့အနောက်ပိတ်ဖင်လေးကတော့ကျွန်တော်တို့နေပေ90ရှိပါတယ်ဆိုတော့ငါကျွန်တော်တို့ဒီဒါသူ့ချန်ဘင်ရချန်ပေါ့နော် ဆိုတော့ဒါကရွာအဝင်ပတ်ဝန်းကျင်တွေမှာရှိတဲ့ရွာအဝင်ပတ်ဝန်းကျင်မှာရှိတဲ့ခြံအနေထားလေးတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ခိုးဘက်ခြံအနေသွားကြည့်မယ်လားထွက်လာပြီပေါ့နော်တိုက်တွေပါနေအသေးချာလေးချတာပြေးတယ်ဒါကကျွန်တော်တို့အာရှလန်ဆိုတဲ့အနေထားလေးပေါ့ပြန်သွားလာနေကြပြီသိုးတော့မသိုးပေါ့နော်ကိုယ်အနေနဲ့လက်ဥမှုရာယူရှင်သူတွေတွေ့ကျွန်တော်ကဒီဖန်တဲ့နီးလေးဈေးဖို့ကြီးလေဗျာ ကျွန်တော်တို့အိမ်ဓုအနေထားလောက်မှာဆိုရင်တောင်မှခြံတစ်ခြံဈေးတော့အသိန်း၄000ကတ်တယ်ဒီတော့တာမညာကျော်လာတဲ့အနေထားလေးတစ်ခုမှာဒါကခြံတစ်ခြံကကျွန်တော်တို့သိန်း၂000အောက်မှာဆိုတော့ဒါကလည်းထိုက်ညှိနိုင်လို့ပိုင်ရှင်ဓာတ်ရိုက်ညှိနိုင်ရမှာပွဲစားမပါဘူးဆိုတော့ကဒါကကိုစိတ်ကြိုက်ကိုရွေးချယ်မှုပေါ့နော်ဟုတ်ပြီဒီတော့ကျွန်တော်တို့ဒီဘက်ဘေးမှာကြည့်မယ်ဒါကသူ့ဘေးမှာလည်းအဲ့လိုမျိုးခြံကျယ်ကြီးတွေရှိရယ်ညာဟုတ်လားဒီလိုမျိုးသူ့ခြံရှင်လိုက်မယ်ဆိုရင်ဒီလိုမျိုးခြံအနေထားမျိုးဖြစ်သွားမယ် လားရှင်းလိုက်မယ်ဆိုရင်ဒီလိုမျိုးချက်အနေထားမျိုးဖြစ်သွားမယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့အမြန်လန်းကြီးကဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာကတော်တော်လေးတော့နေဆက်နေပါပြီအခုချိန်ဟုတ်လို့ရှိရင်ရွေးကောက်ပွဲတွေပါနေညတွေအတန်တွေရှားနေရတယ်ပေါ့နော်နောက်ပြီးတော့ဒီဘက်ချမ်းမလည်းဘာပြန်ဖွင့်မယ်ညဖွင့်မယ်ဆိုပြီးအတန်တွေတော်တော်ဆူညံ့လာတယ်ဆိုတော့ဒါကကိုယ့်ရဲ့စီးပွားရေးလုပ်တယ်ဆိုတာကကိုယ့်အနေနဲ့ risk ကတော့အမြဲတမ်းရှိတယ်ကိုယ့်အနေနဲ့လက်ဥပူရယူထားမယ် ဒီမှာဒီခြံဈေးနှုန်းလေးတွေကိုလည်းကျွန်တော်အနေနဲ့လာပြီးတော့ကြောပြထားပေးတယ်။ဒီထက်ဈေးသက်သာတယ်ဒီထက်ဈေးများတယ်အမျိုးမျိုးရှိလိမ့်မယ်။ဆိုတော့ကိုကကိုစုံစမ်းပြီးတော့လာမလား။ဒါမှမဟုတ်လို့ရှိရင်ဒီခြံလေးကိုတစ်ချက်လောက်လက်ဥပူလာယူထားမလား။ဒီခြံလေးကဘာပဲပြောကျွန်တော်တို့တာမညာအကျော်နာလေးမှာရှိရလမ်းတွေလည်းအရန်ကောင်းတယ်။အာရှလမ်းမကြီး main လမ်းဘေးမှာဖြစ်တယ်။စားသောက်ဆိုင်တွေဆိုရင်အရှိတွေမှာရှိရလား။အဲအဲ့လိုမျိုးဆိုင်လေးဆိုင်လေးတွေဖွင့်ထားတယ်။ခုဆိုလို့ရှိရင်ကားလေးဆိုလည်းသွားလာနေကြပြီ။ ်အရင်တော့ဆိုရင်လုံးဝမသွားလာဘူးအခုဆိုရင်သွားလာနေကြပြီဆိုတဲ့အနေထားလေးတခုမှာမိတ်ဆွေတို့အနေနဲ့ကျွန်တော်အခုရောင်းပြပြီးတဲ့ channel ကမျက်နှာစာကျွန်တော်တို့126ပေအနောက်ကိုပေ100အနောက်ပေ182ပေအတိအကျဖြစ်ပါတယ်ဒါဥယျာဉ် channel လေးတွေပါစိတ်ချလက် channel ကိုအနေနဲ့ကြိုက်တာလုံးလို့ရတယ်ဆိုတဲ့အနေထားလေးတခုမှာစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်အခုပြတာပြီးတဲ့ပိုင်ရှင်ဖုန်းနံပါတ်ကိုရိုက်ရိုက်ဆက်သွယ်ပြီးတော့မြင်းမြတ်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ